ိုရဲလင်းအောင်ကမေးထားပါတယ်ကော်ရဘန်နီနဲ့ပတ်သက်တာလေးတွေတင်ပေးပါလားဆရာကော်ရဘန်နီလှုပ်တဲ့နွားမှာစုံသွားတဲ့သူအတွက်တပုံစီဝေစုပေးပိုင်သလားဆရာကော်ရဘန်နီတောင်းဝရှိတဲ့ပုဂ္ဂိုလ်တယောက်ကသူ့အနေနဲ့နွားရကောင်ဝယ်လိုက်သူနွားရကောင်ဝယ်လိုက်တယ်ဆိုရင်သူ့အတွက်အဲ့ဒီနွားထဲမှာ အစိုးအနေနဲ့ခုနှစ်ပုတ်အဲ့ဒီနွားထဲမှာသူဟာပါဝင်ခွင့်ရရှိသွားတယ်အဲ့တော့အဲ့ဒီအစိုးခုနှစ်ပုံတဲကမှကိုရဘာနီဝါဂျစ်ထိုင်နေတဲ့အဲ့ဒီကယံကရှင်နွားပိုင်ရှင်ကကြတော့အဲ့ဒီအစိုးခုနှစ်ပုံတဲကတပုံကသူ့ရဲ့ဝါဂျစ်တောင်းကိုပြီးဆုံးသွားပြီဖြစ်တယ်တပုံကသူ့ရဲ့ဝါဂျစ်တောင်းကိုပြီးဆုံးသွားပြီဆိုရင်ဂျန်နဲ့6ပုံဂျန် အဲ့ဒီ6ပုံထဲကမှသူဟာသူရဲ့မိသားစုထဲမှာနောက်ထပ်ဘယ်သူတွေကိုရမနီဝါဂျစ်တောင်းဝန်ထိုက်လဲမိသားစုထဲမှာနိစာပိုင်ရှင်ဘယ်နှယောက်ရှိလဲအဲ့ဒီသူတွေအတွက်လည်းပဲတယောက်ချင်းစီကိုတပုံကြစီသူဟာအဲ့ဒီမှာချဲ့ပေးလို့ရတယ်။နောက်ဂျန်တဲ့အပုံတွေရှိမယ်။ဂျန်တဲ့ပုံတွေရှိမယ်။အဲ့ဒီဂျန်တဲ့အပုံတွေထဲကနေသူကအီစာလီဆဝပ်အတွက်ဝယ်လွန်သူများအတွက်သူကတပုံထည့်ခြင်းနဲ့ဆိုရင် ချင်းချက်မရှိဒါမျိုးသူဟာလောက်ပိုင်မရှိတဲ့ပိုင်တယ်အဲ့တော့ကွဲလွန်သူများအတွက်သူဟာရေစူးပြီးတော့မှအဲ့ဒီတပုံထဲလိုက်တယ်ဆိုရင်ဒါကသူ့ရဲ့ကော်ရဘာနီဝါဂျစ်တောင်မဟုတ်ဘူးဒါကနဖီလ်စရင်ပဲသူဟာကွဲလွန်သူများကိုသူကဆဝါပို့တာဖို့ဆိုပြီးတော့မှသူဟာအဲ့ဒီတပုံကိုသူဟာရေစူးလိုက်ခြင်းဖြစ်တယ်ဆိုရင်အဲ့ဒီတပုံထဲမှာကွဲလွန်သူအရေးအတွက်ဘလောက်ရှိတယ်လဲဟလာ၁၀ခန်းနဲ့ပဲရှိပါသေးတယ် ဘယ်လိုသူတူတဲ့အတွက်ပဲဖြစ်ပါစေယာကနာမဲ့ဖြစ်ပါစေသူဟာအဲ့ဒီလူတွေအားလုံးအတွက်အဲ့ဒီတပုံထဲမှာသူကဆောဝပုတ္တမဆိုရင်ဆောဝပုတ္တပိုင်ခွင့်ရှိတယ်